ကဲဒီညအိပ်ပျော်စောင်းဝင်တဲ့ဗီဒီယိုဖိုင်လေးကြည့်ပြီးကြပြီလားချက်တက်နဲ့စစ်ချောင်းကတင်ထားတဲ့ဗီဒီယိုဖိုင်ဓမ္မခဲရန်တွေလက်နက်တွေတော့ RPG အသီးတွေချင်းကြားတွေတောင်လိုပုံးနေတယ်ဗိုတာဘောကိုတိုင်းအမှရိုက်ထားတာပါနော်ကြည့်ပွဲပြီလားဒါကတော့တမ22ကကောင်နေရဲ့အလူပေါ့နော်၄ကီကောမှာအဲ့တော့၄ကီကောတိုက်ပွဲမှာ၄ကီကောကနာမည်ကြီးပဲပထမနဲ့၄ကီကောအခုလည်း၄ကီကောသူတို့ပြန်တိုက်နေအဲ့ဒီညမှာစစ်တပ်ထောက်ခံတဲ့ကောင်တွေက အာတမတော်ကဘလို့ထိုးစစ်စင်နာလို့ဘလို့ဖြစ်တာလို့တကယ်နေနေမှာဖြစ်နေတာကအဲ့ဒီတမတော်ကောင်တွေကဘလို့လုပ်တာအောင်မေးတယ်ကပါစာဒီဝနေ့က sorry ဒီပါစာဒီဒုစစ်တွေကိုအရှိရနေပေးတက်ခိုင်းတယ်ပေးတက်ခိုင်းပြီးတော့ PDF တွေကိုကြည်ပြုံးခိုင်းတယ်ဘလောက်ရုပ်မှလဲစဉ်းစားကြည့်ပါပါစာတွေကိုတိုက်ပွဲမှာရှေ့ကပေးတက်ပြီးတော့ပေးတက်တဲ့အတွက် PDF တွေကပြစ်ကောပြစ်တော့ PDF တွေကြည်ကုန်အောင်အဲ့ဒီ PDF တွေကြည်အပြုံးကိုဒီကောင်တွေကဝင်းစော့တာ အနောက်မှာအဲ့တန်တေတွေအနောက်ကလိုက်အဲ့တော့လုတ်နေတာဒီလူသားတိုင်းလုတ်ပြီးတော့ဘလောက်ယုံမာနေလဲဆိုတော့အောက်ရှင်မန်းတိအဲဒါကြောင့်မလို့အဲ့ဒီပတ်စတွေကဒီတိုင်းပိတ်တက်ခိုင်းတာမဟုတ်ဘူးနော်မြင်းစစ်တဝရှူခိုင်းတာမိနဲ့ကောင်တွေအကောင်လုံးကြောင်ကြောင်ဖြစ်နေအကောင်လုံးဘာမှလူစိတ်မသိတော့တဲ့နေတိုင်းကိုကျွန်တော်ဆင်းသွားတဲ့အချိန်ကျွန်တော်ဆင်းသွားတဲ့တရက်ဒီ၄ရက်အတွင်းမှာလေအဲ့တစ်ခေါက်အတွင်းမှာလေ အလင်းဝင်လာလေငန်း6ယောက်ရှိတယ်6ယောက်လားမသိ2ယောက်တွဲ2ယောက်တွဲနော်အဲ့ဒီအဲ့ဒီမှာတယောက်ဆိုရင်ဒီဘာမှစစ်လို့မေးလို့မရဘူးတောင်တောင်ဖြစ်နေတယ်မြင်းနေရှူပြီးတော့လင်းငါးဆယ်ရောက်ထုံလိုက်မှ तू ကဘယ်လိုလဲအဲ့မြင်းရှိရော့ပြီးတော့မှအတီတရားပြန်ဝင်တယ်အဲ့တော့ခွေရက်ကလည်း line ပေါ်မှာတွေ့မှာပါစစ်သားတရားတင်ထားတာငါတို့တိုက်ပွဲလင်းငါးရဲ့စတိုက်ဖြစ်လာရင်ငါတို့စစ်သားတွေကအရေးတောက်တာတို့မြင်းစင်းရှူတာတို့ ဒါမထူးဆန်းတော့ဘူးဆိုပြီးတော့အဲ့ကောင်လေးရုပ်ကလည်းပိန်ချုံပြီးတော့မြင်းရုပ်ပေါက်နေလေမြင်းရှူထားတာအဲအဲ့လိုမျိုးမွေးဈေးတွေကိုအဲ့လိုပေးပြီးတော့အပေခံခိုင်းတာအဲ့တော့အခုစစ်မှုထမ်းအပတ်စဉ်20ကျော်ပြီနော်20ကျော်ပြီအပတ်စဉ်တစ်ကနှစ်နှစ်ပြည့်ဘယ်နည်းပြန်လဲအဲ့ဒီစစ်မှုထမ်းတွေကိုစခေါ်မဲ့အချိန်တုန်းကဘယ်လိုပြောပြီးခေါ်လဲ အဲ့ဒါကွက်ကြည့်အခုဒီမှာ 6K ကောမှာစော်ထားတာတပုံကြီးသတင်းဖတ်ပြမှာကျွန်တော်ကင်းမီနဲ့ 6K ကောမြွတ်တဲ့နားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တပ်မ20နှစ်လောက်ကခမရ1တုံညာကိုတက်ရင်အထိနာပြီးပြန်ဆုတ်ခွာရကအဲ့ဒီတက်ရင်ထံကခဲရန်တွေအများပြတိန်းဆဲရခဲ့တယ်လို့ရေးပြီးရဲဘော်နဲ့စစ်ရေးသတင်းမြင့်ကပြောပါတယ်တိုက်ပွဲတွေရက်ဆက်ပြင်းထန်တဲ့ 6K ကော data နားမှာပြီးခဲ့တဲ့အော်တိုဘာလ31ရက်က ယတိခုအနီးမှာတမ22လောက်ခံခမရနှစ်တုံရကိုတိုက်ရင်းနဲ့တော်လိုင်းပူပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတင်းမှာခမရနှစ်တုံရကိုတိုက်ရင်အထိနာလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခဲရန်အများပြကြံခဲ့တယ်လို့တော်လိုင်းရဲဘော်စီးရင်သတင်းတွေကပြောပါလား။အလောင်းမှာကြံတဲ့စကားစခဲရန်ရရှိတယ်လို့အဲ့ဒီတိုက်ပွဲမှာပါတဲ့ရဲဘော်တို့ကပြောပါတယ်။တမ6ဒေတာကတမ6ဒေတာကစီရေးသတင်းမြစ်ကလည်းတမ22တမမူကတော့ လေတလုံးမိုးတလုံးနဲ့လို့အော်တိုဝါလာ30နဲ့တရက်ကတမန်22အထိနာတော်တဲ့အပေါ်မှတ်ချက်ပြုပါတယ်။ဒီဟာ30နှစ်ကျတဲ့နဲ့စစ်ကြောင်းကနိုဝင်ဘာ2ရက်ညပိုင်းထုတ်ပြန်တဲ့ရုပ်တံမှတ်တမ်းမှာလဲခဲရန်တွေအများအပြားတိမ့်ဆဲရခဲ့တာကိုတွေ့ရပါတယ်။အော်တိုဝါလာ30ရက်နေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ပြစ်ခတ်မှုကြောင့်ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKBA ထိန်းချုပ်ဒေတာဖလူးရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မီးလန်းကိုတော့ တရား20မမလက်နဲ့ကြီးထိမှန်ပြီးမီးလောင်ပေါက်ပွဲမှု ဖြစ်တယ်လို့လည်းသတင်းရင်းကပြောပါလားစစ်တပ်က၄ကီဘော်ဒေတာကိုစက်တင်ဘာလ23ရက်ကစပြီးတမ20နှစ်လောက်ခန့်တပ်ရင်းတွေကိုတောင်းရင်းတောင်းရင်းတဗျူဟာဖွဲ့ပြီးဗျူဟာ၃ခုနဲ့ခွဲပြီးစစ်တောင်းထိုးတိုက်နေတာပါဗျူဟာ1နှစ်1ဗျူဟာ1နှစ်1ဗျူဟာ1နှစ်1တုံးဆိုတဲ့၃ဗျူဟာနဲ့ တပြူဟာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်တောင်းထိုးလာတာလို့ပူပေါင်းစစ်စင်ရေးမှုဘုံမှုတူရစောတာပေါ်ကအော်တိုဘာလ23ရက်ကလူလူလူကိုပြောထားတာပါကင်းပြင်းနဲ့လေးကေပေါ်ဒေတာကိုစစ်တပ်ကတမ20နှစ်ကြောက်ခံပြူဟာ3ပြူဟာနဲ့စစ်တအင်အား1200ကျော်တော့စစ်တောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလအတွင်းမှာဒုတက်ရင်မှုတူအပအဝင်150ခန့်တေဆုံးပြီး200ခန့်ဒဏ်ရာရရှိကအထိ အထိငါနေတယ်လို့ viewer 32ရဲ့ပူပေါင်းစစ်စင်ရေးမှုဘိုမူတူရာစောစောတာဘောကပြောပါလားလေးကေကောဒေတာတိုက်ပွဲတလအပြင်စစ်ကောင်စီတက်ကလက်နက်နဲ့၄ဦးအလင်းဝင်လာပြီးမြေမြန်မာတိမ့်စိတ်ရမိတာကလက်နက်၅လက်စစ်သားတအုပ်ဖမ်းဆီးရမိတယ်လို့လည်းဆိုပါတယ်စစ်တပ်ဟာလေးကေကောဒေတာတိုက်ပွဲအပြင်မှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတစ်တွေကိုအများဆုံးအတုံးပြုထားတယ်လို့လည်းသူကပြောပါတယ် เนาะဒီမှာရုပ်တံကိုကြည့်ပါရုပ်တံမှာကြတော့လက်နဲ့ကြီးတွေเนาะကြည်ရအမှတပုံ9000လောက်ရှိမယ်เนาะကြည်အပုံလိုက်တွေဒါလက်ရှိစစ်ကောင်စီရဲ့နေတိစေရမယ်အဲ့တော့စစ်ကောင်စီဟာခဲရန်လက်နဲ့ပေါများတာဖြစ်တဲ့အတွေ့ဒီကျွန်တော်တို့ဒီ PDF တွေကလေစစ်ခန်းတစ်ခုတွားသိမ်းမယ်ဆိုရင်အနည်းဆုံးကြည်300 250 300ပါတယ်တယောက်ဒါပေမဲ့ ဒီ PDF တွေကဘယ်သူမှအဲ့လောက်ပါအောင်မခွဲဝေနိုင်ဘူးအရင်ပိုင်းအခုနောက်ပိုင်းတွေတော့လက်နက်ခဲယံပြည့်စုံတဲ့အဖွဲ့တွေဆိုရင်တော့ပါနိုင်တော့ဒါပေမဲ့စစ်တပ်ကတယောက်ကိုကြီး900 600 900တိလွယ်ခိုင်းတယ်အဲ့လောက်တိကြီးပေါ်တာဆိုတော့ဒါပေမဲ့ဒီပန်းစတွေဆိုတော့အားလုံးတိတဲ့တိုင်းပြည်သူတွေလေစစ်ထက်ဝင်ရင်တော့လူရမဟုတ်တာဒါပေမဲ့မြင်းစေးတွေတွေးအရက်တွေတိုက်မျိုးစုံလူစိတ်ပြောင်းအောင်လုပ်ပြီးတိုက်ပွဲဖြစ်တဲ့အချိန်မှာရှေ့ကနေတက်ပြီးတော့ PDF တွေကိုကြီးအဖြုံးခိုင်းတာ လူဒါနဲ့ကာပြီးတော့ကြီဖြုံးခိုင်းတာဘယ်တော့ထိမိုက်တိုင်းအောင်မစဉ်းစားကြည့်မဟုတ်ဘူးဆိုကြိုက်တယ်လို့ပြောအခုဒီလားအခုကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဆိုမင်းတို့စစ်တပ်ထဲကထွက်လာတဲ့ကောင်အောင်ကတိုက်ရိုက်ခေါ်ပြီးမေးပြီးမယ်သူကိုယ်တိုင်ပြောထားတာနော်အဲ့ဒါတယောက်တည်းမဟုတ်ပြောတဲ့စကားနော်ဟိုရဲကမင်းတို့စစ်တပ်ထဲကစစ်သားတကောင်ကိုယ်တိုင်မြင်းကြောင်ကြောင်ပြီးတော့မြင်းနဲ့တားကြပြီးတော့လွတ်ပြီးတော့ live ပေါ်မှာဗီဒီယိုတင်တာအခုအဲ့ကောင်လေးပြတ်သွားပြီးတက်ပလိုက်တာမသိဘူးနော်ကြည့်မတွေ့တော့အဲ့ကောင် line တက်တာလည်းမတွေ့တော့ဘယ်ရောက်သွားရည်လည်းမသိဘူး ချင်းမလိုက်ဖြစ်မယ်စစ်တပ်ကနော်အဲ့ဒါစစ်သားပဲဒါပေမဲ့ဒီကောင်ကကြောင်ပြီးတော့မြင်းတွေချမှာများတော့ကြောင်ပြီးတော့ဗျာအာဒါစစ်တပ်ထဲမှာမြင်းချတာမထူးဆန်းတော့ဆိုမွေးစေဝါကိုတရားဝင်တုံးဆွဲဝင်ပေးထားဆိုတဲ့ကအဲ့ဒီစစ်သားကြီးတွားပြီပေါ့ကိုင်နာနာလက်နဲ့တည်းဗျာအဲ့တော့ရွာတရားဝင်မယ်မင်းတို့ကြိုက်တာလုံးလို့ပြောလိုက်ပြီဆိုတဲ့ကလူကောင်းတော်မှတာမန်လူကောင်းတော်မှအခုကျွန်တော်တို့နော်ကိုလိုသူ့လိုတာမန်လူကောင်းတယောက်နေ့စဉ်ရက်ဆက်မြင်းချတယ်မကြောင်ဝိုင်းကြိုက်တယ်လို့ပြော ဲ့တော့အမှန်တရားချစ်တဲ့လူမှန်ကန်ပါတယ်ဆိုတော့လူတယောက်ကိုတော်မှအဲ့ဒီမင်းစေးတွေအရက်တွေဖိတိုက်ဖိပြီးရှူခိုင်းကြည့်လူစိတ်ပြောက်ပြီးတော့မဟုတ်တာလည်းဝင်မလဲတော့ဘူးအဲ့တော့ဒီစစ်တပ်ထဲမှာရွာတရွာဝင်နေတွေ့တဲ့ပစ္စည်းဖြစ်စီအိမ်တွေရိုက်ချိုးဖြစ်စီမီးချို့နော်မိမတွေမရင်ကျစ်မျိုးစုံမကောင်းတဲ့အလုပ်တွေမျိုးစုံလုပ်တယ်ဆိုတာကဒီမွေးစေဝါးတွေတွေ့ထားမှာတော့ဒီစစ်သားတွေလူစိတ်ပြောက်ကုန်ပြီပေါ့အဲ့ဒီစိတ်နဲ့ဘာလုပ်တာတိုင်းပြည်ကိုဖြစ်စီတာဘလောက်မှရဲနေစဉ်းစားကြည့် နော်အခုဒီမှာဗုဒ္ဓဘောတင်ထားတဲ့တတိယရုပ်တံဖန်ရောပါပြထားတာနော်အဲ့တော့ကျွန်တော်တို့ဒီတော်လှန်ရေးမှာအခုစစ်တပ်ကလုပ်နေတဲ့ပုံကနေရှမ်းပြည်ဘက်ကိုတရုတ်ဖိအားနဲ့စစ်ကိုငြိမ်းအောင်လုပ်နေတယ်ငြိမ်းပြီးရခိုင်ရဲ့သခိုင်းမကွေးကျော်ရဲ့တနင်္သာရီကျော်ရဲ့ထိုးစစ်စင်မှာဒါချိန်နေတယ်ဒီကောင်တွေလုပ်နေကြစောက်ကြအဲ့ဒါတို့ထိုးစစ်စင်မဲ့အတွက်ဘာလို့လူသားအရင်းမြစ်ကိုကင်နန်းဆိုတော့ ဒီပါစပြည်သူစစ်တွေကိုအရှိကနေအသေးခံပြီးတော့ပေးတက်ခိုင်းတာတင်တန်းဒီ time မှာမိတဲ့လူတွေပြန်ဖို့အကုန်တင်တန်းပို့เนาะအကုန်လုပ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့အဖြစ်ဖြစ်နေကောင်းတဲ့လူတွေတောင်မှရက်နေ့စဉ်ရက်ဆက်ဒီမြင်းတွေချအရက်တွေတောက်လာတော့ကြောင်းတော့ကြောင်းတော့ရှေ့တန်းကိုသူရောက်သွားတဲ့အချိန်မှာကိုနေ့ကပြောလို့ဘဝဆိုတာမျှော်လင့်ချက်မဲ့နေလူဟာလူဟာစိတ်ကဆောင်းနေเนาะ စိတ်သက်ကကြာသွားပြီငါသွားပြီငါတေလူဖြစ်သွားပြီတွားပြီကွာဒီစိတ်သက်တဲ့ကိုစစ်ကွေးဘွားငါရောက်နေပြီเนาะဘာလို့ပတ်စားဒီအကုန်လုံးကတကယ်အမှန်တရားကိုအကုန်တိကြတယ်လေဒီစစ်သက်ရဲ့ရုပ်မှမှုကိုအကုန်တိထားကြတယ်လေဘယ်တော့ပဲသူတို့ဝါလာပြန်ပတ်စားတွေဖြန့်လို့မရဘူးဆိုတော့အဲ့ဒီချိန်မှာစိတ်သက်တည်းရကြာအမထူးတော့ပါဘူးကွာငါလည်းစစ်ကွေးပဲလှုပ်လိုက်တော့ငါဟာမျိုးနဲ့မထူးဆက်ခင်းပြီးတော့ mic mic တွင်းနဲ့လာတာဘာဖြစ်ကုန်လဲတပြည့်ပြည့်စစ်ကွေးတွေဖြစ်ပုံ အခုဖြစ်နေတယ်ဟဟအခုဖမ်းမိတဲ့အလင်းဝင်တဲ့ကောင်မလေးမေဒီအိုဒီနေ့လဲကျွန်တော်ဆက်သွဲလာတယ်เนาะတယောက်ကလက်နဲ့အတော်တလက်အရှိတလက်ပါတယ်เนาะဒါပေမဲ့ဒါတေးသူ့ကိုတိကျမှုရှိအောင်သူ့နဲ့မျိုးကိုကျွန်တော်စုံစမ်းနေနောက်တယောက်ကကြတော့နှစ်ယောက်เนาะအဲ့ဒါကိုလဲကျွန်တော်အနည်းဆက်ဆုံးတန်ရင်တက်ဖွက်နဲ့ကျွန်တော်ချိန်ဆက်နေတယ်လုံးဝဝင်နေမပြူဒီမဲ့လူတွေအများကြီးပဲအထဲမှာလဲဒါပေမဲ့လုံးဝကိုပြို့မရအောင်သူတို့အဲ့ပါစနဲ့တန်တင်တဲ့ရောပြီးတော့ ဝိနည်းကပြောလို့ဘာမှမသိမျက်နှာလှုပ်လှကောင်နေနဲ့ဆိုတော့တတ်แท้တရားနဲ့တရားမယုံရဲအဲ့လိုလေကောင်ဖြစ်ကုန်ကြတယ်เนาะအဲ့တော့တိုက်ဝဲတစ်ခုမှာဘလောက်တည်လဲဆိုတာဗရန်ကထုတ်ပြန်မှုအန်ကမင်းတို့စစ်တပ်ကိုအားပေးနေတဲ့ကောင်တွေငါမေးကြည့်မယ်เนาะလက်ရှိ2021ညွေဦးတော်လိုင်းရင်းမှာဘယ်လတိုက်ပွဲမှာအဲ့ငါတို့တပ်မတော်တာဘလောက်ကြဆုံးပါလဲအဲ့ကြဆုံးရတဲ့တပ်မတော်တာမိသားစုဝင်တွေအတွက်ဘာတွေတောင်းဝန်ယူပေးပါလဲကြားခဲ့တဲ့သားမယားတွေအတွက်ဘာတွေတောင်းဝန်ယူပေးပါလဲကျင်းညာမြင်ဘူးလားအမခဏမြင်ဘူးလား တောင်းယူတာမြင်ဘူးလားလူဘလောက်တည်လဲကြားဘူးလားအဲ့ဒါအဖြေပဲအဲ့တော့အဲ့တော့ဘာလဲလုံးဝကိုအမှောင်ချပြီးတော့အကုန်လုံးကိုအသေးခံပြီးတော့သူတို့အာဏာရဖို့အတွက်လုပ်နေတာဒါကြီးကိုငါတို့ကစစ်သားတွေအမိတ်ပေးလို့လိုက်လောက်ရတယ်ဆိုရင်လည်းလောက်ပါတဘောပဲเนาะလောလောဆယ်ကမှဘုဒ္ဓဘောကတော့ကြီးအပုံလိုက်ရသွားပြီတွေ့တယ်เนาะကျေးဇူးတင်ပါတယ်လို့ဘောက်ဆိုဘုချုပ်ထုံးမျက်နှာပြောသလိုပဲ င်တာဗျူးတစ်ခုမှာမလို့မေးတယ်တဲ့မင်းတို့တွေဒီလောက်တိုက်နေတာလက်နက်ခဲရနေဘယ်ဘယ်ရရတယ်ပေါ့ဘယ်လမ်းကြောင်းမှာရလဲပေါ့ကျွန်တော်တို့အများဆုံးလှုပ်ပေးတာတော့မင်းအောင်လိုက်ပါပဲတဲ့နော်အဲအခုလည်းအဲ့လိုပဲဒီမှာတတ်မှတ်22လောက်ခံနေဗုဒ္ဓဘောကိုជីအပုံလိုက်လှုပ်ပေးသွားတာကျေးဇူးတင်ပါတယ်လို့နော်